ဒီရနေ့မြတ340ခုနှစ်ဝါဆိုလာဇန်9ရက်နေ့ဖြစ်တယ်ဒီနေ့မတိုင်မီကလေးကဒီသာသနာ့ကိစ္စအတွက်တရားဟောလာတာ3ညရှိပြီလို့ကြားသိရပါတယ်မူလအစကတော့ဘုန်းကြီးကဒီနေ့စဟောဖို့ပါပဲညာလာမှာမူသွားတဲ့ အဲကမဟာပါဏိဒဗာရာဒအစဉ်အာစိဏမထေဥသင်ကြရသောယုတ်ကလကိုသင်ညိုခြင်းနဲ့စာပြီးတော့ကျင်းပါမဲ့ပူဇော်ပွဲမှာတရားဖြင့်ပူဇော်တဲ့အနေနဲ့ရာဝဲကျင်းပါပြီးတော့ပူဇော်ကြတယ်ဒါအကောင်းဆုံးပါပဲ။ မာတိမာဘုန်းကြီးရဲ့ဆရာတော်တန်ဃာတော်တွေပြန်တော်မူပါတဲ့အခါမှာဆိုရင် အကြီးကြီးအခမ်းအနားတွေလုပ်ကြတာပါပဲတောင်းသိညုံပုဂ္ဂိုလ်လည်းပဲတောရတယ်မှာဆိုလို့ရှိရင်ခမ်းအနားတွေအကြီးကြီးလုပ်ကြပါတယ်အဲ့ဒီအကြီးကြီးလုပ်တာတွေထဲမှာလောကလူများကြိုက်တဲ့အဒီအမဟုတ်အခခုံနေတဲ့ဘာတွေကများပါလဲမြတ်စွာဘုရားကြီးအလိုတော်အရဆိုရင်တော့ ။တရားနဲ့ပူဇော်တာအကောင်းဆုံးပါပဲ။အခုဒီကဆရာတော်ကြီးဉာဏ်တော်မူသားလို့ကျန်ရတဲ့ရုပ်ကလကိုသိညွှန်းခြင်းအကြောင်းပြုပြီးတော့တရားပွဲဖြင့်ပူဇော်ကြတယ်ဆိုတာဟာသံဃာတန်းကိုသဘာဝကျပါလေ။အများကြီးအာယုံပြုစရာမီးစရာလည်းအမှန်ကောင်းပါရဲ့။ဒီကနေ့ညဘုန်းကြီးဟောဖို့တရားကတော့ ဆရာတော်ကြီးကျန်တော်မူတာနဲ့လည်းစပြီးမရဏတတိလည်းပွားရအောင်လို့ဗတ္တိကရတ္တသုံးဆိုတာကိုဟောဝရစဉ်းစားထားပါတဲ့ဗတ္တိကရတ္တသုံးဘာသာဧကရတ္တ။ဟောမြတ်သောညင်းနေအချိန်ခါရှိတဲ့ပုဂ္ဂိုလ်အဲကောင်းမြတ်သောတခုသောညင်းနေအချိန်ခါရှိတဲ့ဆိုရင်နှလုံးသွင်းနေနှလုံးသွင်းနေအတ္တိတိုင်းပဲကောင်းမြတ်သောအချိန်ခါရရနေတာပါပဲ။ အဲ့ဒီဗာဒိကာရတာတုတ်ဆိုတာအမှန်ကောင်းပါလေ။ဘုန်းကြီးတို့ကဝိပဿနာတရားဟောနေကြဆိုတော့ဝိပဿနာကတော့များများတော့ဟောရမှာပဲ။ဒါကြောင့်ဝိပဿနာတက်တက်လည်းမဟောသေးပဲနဲ့ဉာဏ်လုံးတော်မူတဲ့ဆရာတော်ကြီးလည်းပူဇော်တဲ့အနေနဲ့မရဏနဲ့သတိတရားလည်းပဲစာပြီးဟောဝရစဉ်းစားထားပါလေ။စတုရာရခတရားဆိုတာရှိတယ်။ ဘုရားနောက်ကနေမေတ္တာစွာအတုပါမရဏတိဆိုပြီးတော့ဘုရားဒိခာကျမ်းနေမှာတွေ့ရတာဘုရားနောက်ကတိမြတ်စွာဘုရားဤဂုံတော်နဲ့အာယုံပြမယ်တဲ့တရားထုတဲ့ပုဂ္ဂိုလ်များစစကြင်ဘုရားကောင်အာပြုမေတ္တာတရားလည်းပွားရမယ်တဲ့မေတ္တာတရားမိမိတို့ဤစရာကစပြီးတော့တန်နိုင်မယ်ဗျမေတ္တာပို့ရချမ်းသာကြပါစေတဲ့မေတ္တာပဲ အတုပါလည်းနှလုံးသွင်းရမယ်အတုပါဆိုတာကတော့ဝေဒံသွားတဲ့ပုဂ္ဂိုလ်ရဲ့ယူလောင်းနဲ့စားပြီးတော့အဲဒီတော့အတုပါလည်းရှိတယ်မိမိကိုယ်ထဲမှာရှိတဲ့ဇာမင်းမွေးခြင်းစသည်ဖြင့်ဒီလိုဆက်ဆုပ်ွယ်လေးကိုရှိတဲ့အတုပါလည်းရှိရဲ့ဝေဒံသွားတဲ့ပုဂ္ဂိုလ်များရဲ့အလောင်းကိုယ်ကောင်းလို့ပဲမိမိတို့ကိုယ်ကောင်းလည်းဒီနေ့ကျရင်ဒီလိုဖြစ်ရမှာပဲလို့သတိဉာဏ်ဒေသနာတော်ပြရတာပဲအေဝံဓမ္မော ဒီလိုဖြစ်ရမယ်သဘောရှိတာပဲတဲ့မိမိတို့ကိုနှလုံးသွင်းမလို့ရအောင်ဧဝံဘာဝိဒီလိုဖြစ်ရမှာပဲဖြစ်လိုက်ကြဒီရလိမ့်မယ်ဒီနေ့ကျရင်လည်းဖြစ်ရဧဝံအနတ္တိတော့ဒီလိုဖြစ်ခြင်းကိုမကြောလွန်နိုင်ဘူးတဲ့ဘယ်နည်းနဲ့မှဒီကွယ်လွန်ခြင်းပြည့်စုံသွားခြင်းဆိုတဲ့မရဏသဘောကိုမကြောလွန်နိုင်ဘူးဒီနေ့ကျဒီလိုဖြစ်ရမှာပဲလို့အဲဒီလိုဆင်ရမယ်လို့ စင်ငင်မုံနေသတိပဓာမာရီတော်ကကြားထားပါလေအဲ့ဒါလည်းအာသုဘကမ္မထာမှာပဲမရဏတတိရဲ့သိခြင်းတရားလည်းပဲနှလုံးသွင်းရမယ်တရားအာထုတ်တဲ့ပုဂ္ဂိုလ်တွေမှာသိခြင်းတရားကနှလုံးသွင်းနိုင်လေလေတရားပဲမှာစိတ်ဝင်စားမှုများလေလေပဲအဲသိဝရနှလုံးမသွင်းနိုင်တဲ့သိဝရဝေးပါသေးတယ်ဆိုရင်တရားထုတ်ဝရနည်းနည်းနှေးပါတယ် ဟွန်းငယ်ငယ်ပုဂ္ဂိုလ်တွေများသိဝရကမနီးတော့တရားထုတ်ရစိတ်ဝင်စားမှုမရှိတဲ့ပုဂ္ဂိုလ်တွေကများဒါမဲ့သူကပါရမီထူးလို့ငယ်ငယ်နဲ့တရားထုတ်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတော့ရှိပါလေအဲသိဝရနီးတယ်လည်းပဲတရားထုတ်လို့တရားထုတ်ဖို့ရစိတ်ထက်တာနေတယ်လေတရားထုတ်နေတဲ့ပုဂ္ဂိုလ်တောင်ဒီမှာမနီးလိမ့်ဘူးဆိုလို့ရှိရင်တရားကပေါ်ရောက်ပြီးတော့အပြင်ထွက်တဲ့စိတ်တွေကဖြစ်နေကြတာ ရမပြရှိမှနေရမယ်ဆိုရင်လည်းအဲဒီရပြီးလို့ရှိရင်ဘယ်သွားရမလဲဘယ်လိုနဲ့ပြေးရမလဲဘာလို့ရမလဲဘာလို့ရင်ဘယ်လိုကြီးပွားမယ်စသည်ဖြင့်ဒီလိုအားလေးရှောက်စဉ်းစားနေရတာပဲမကြခင်သေးတော့မယ်ဆိုလို့ရှိရင်တော့အဲဒီလိုအလွတ်စိတ်ကူးတွေမဖြစ်တော့ဘူးတကယ်ယောဂဝေဒနာအပြင်းထန်နေစေလို့သိရတော့မယ်ဆိုလို့ရှိရင်တရားဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေက ။တရားပဲအာကိုရာရှိတယ်လို့ဆိုတာသိပြီးတော့တရားပဲနှလုံးသွင်းတော့ဒါပဲသိပြန်ဘာမှကိစ္စိုက်တော့ဘဏ္ဍကောင်းတယ်။အဲဒါကြောင့်တရားထုတဲ့ပုဂ္ဂိုလ်တွေကမရဏနုဿတိကံထမ်းကလည်းဝါမျာဖို့ရလိုပါတယ်တဲ့။အဲဒီစိတ္တရာရခလေးပါတော့စောင့်ရှောက်ကမ္မထမ်းနဲ့စပ်ပြီးတော့နိုင်ငံသားဆရာတော်ဘုရားကြီးကကျမ်းနေရေးထားဘဏ္ဍကောင်းပါလေသူကလည်းအခုရန်လာတော်မူသွားတဲ့ဆရာတော်ကြီးရဲ့ ဂုံကျေးဇူးတွေလည်းပဲပြီးတဲ့ပုဂ္ဂိုလ်တွေကတော့များပါလိမ့်မယ်မသိတဲ့ပုဂ္ဂိုလ်တွေလည်းသိတာများပြီးအောင်နည်းနည်းတော့ခွင့်ရပြောအောင်မှာဘုန်းကြီးတွေကတော့ထုတ်ပတ်ရည်ထဲမှာရှိကြည့်တဲ့အခါကာလကျတော့ဒီဆရာတော်ကြီးရဲ့ဂုံကျေးဇူးတွေတွေ့ရဆရာတော်ကြီးကငငယ်ရွယ်ရွယ်ကလေးကညာတိခါစားကြရပါလေအဲ့ဒီတည်းကပရိယတ်ဒီဘက်ကကြိုးစားတယ်တဲ့ပရိယတ်ဒီဘက်ကကြိုးစားအားထုတ် မကျမ်းမာယောဂဝေဒနာလည်းသူကအတော်ဖြစ်တာကိုဆရာတော်ကြီးကသူကငငယ်ရစတယ်မကျမ်းမာတယ်သိဖြစ်တာ။อืมသေလူသေးတာနေအဖြစ်ဖြစ်တာသေလိမ့်မယ်လို့ထင်ရတာကိုဖြစ်လာ။အဲဒါလောက်ယောဂဝေဒနာတွေနှိမ့်စက်နေပြီမယ်တော့သူကစာပေတက်တာမလျှော့ဘူးတဲ့။မလျှော့ဘူး။လျှော့ဘူး။တော်တော်ကိုတော်တာ။အဲစာရည်ရကလျှော့ပြီးတော့နားနေပြီးတော့ကြားမှရင်ဘူးဆိုင်ခွေရအချင်းယူမယ်လို့အဲ့ဒါဘူးမဆိုင်ဘူး ဒါတွေပဲကသူကလေးတာနေတာပဲအခုကငါဥဒ္ဒရာမစာနေလိုက်ပြီးမှသွားပြီးတော့နေတော့အကျမ်းမာမှုတွေကြောင့်ကိုရရေသာပြန်ပြီးအနာယူကိုအကျမ်းမာပြီးယူဆိုင်လို့ဆိုပြီးဒီကပုဂ္ဂိုလ်တွေတိုက်တွန်းလာလည်းပဲမပြန်ဘူးရဲ့သူကပြီးရင်သေးသေးဆိုပြီးတော့ပေပြီးတော့တခါလဲစာပေတွေလေးလာတာခရိယာတွေကတော့အတော်ကိုစိတ်ဝင်စားပြီးလေးလာတာပဲကိုနဲ့အသက်မမြက်ကွယ်ဖက်ဆိုတာတကယ်ကိုဟုတ်တာလား ်ဝင်တဲ့အသက်ကိုငဲ့ကွယ်ခင်တဲ့သူကတကယ်တော့ပရိယတ်ဒီတော့တကယ်အားထုတ်တယ်။အမှန်။အဲဒါကကြီးကျူးစရာကောင်းပါလေ။နောက်ပြီးတော့ဇာကြပုဂ္ဂိုလ်ဖြစ်လာတဲ့ခါကာလကျတော့လေဇာချတဲ့နေရာမှာညာနှုတ်တဲ့ပုဂ္ဂိုလ်တွေအများမနတိခံပြီးတော့နားမလဲနားလဲအာပူချပေးတယ်အဲ့ဒါလေကြီးကျူးစရာတော့ကောင်းတယ်။အမှန်။သူကခန့်ငယ်ရုံကဇာပေကျန်ကသိကြရမှာညာကထက်မြက်သေးတော့ နားလည်အောင်လို့တော်လေးလာတာပေါ့အဲ့ဒါကိုအမိပြုတ်ပြီးတော့သုသာမတတိခါမိစာတင်တဲ့ပုဂ္ဂိုလ်တွေညာလေးနေတဲ့ပုဂ္ဂိုလ်တွေကိုတတိနားလည်အောင်လို့အပင်မခံပြီးတော့သင်ကြပေးတယ်ဒါနဲ့ရှိရှိလည်းကောင်းတယ်အများအားဖြင့်ဇာကြပုဂ္ဂိုလ်တွေကညာထက်တဲ့ပုဂ္ဂိုလ်တွေကစာချတာများငငယ်ကစပြီးတော့ညာထက်တဲ့ပုဂ္ဂိုလ်တွေလည်းစာကြလို့မနာကြတဲ့ပုဂ္ဂိုလ်တွေဒီနေ့ကော အဲဂါရဘောင်တရားရရတရား90ရဒီလိုပုဂ္ဂိုလ်ရေအဂါရဘောင်90လောက်60လောက်ရတယ်ဆိုရင်ကိုမနေဘူးအဲဒီလိုပုဂ္ဂိုလ်တွေကစာချရတာသူတို့ကစာတင်တုန်းကဆရာကြီးကနန်းနန်းပြောရဘူးသူကသူတို့ကိုတတ်တည်နားလည်ပြီးတော့စာဆိုဆရာကြီးဆိုအဲ့လိုဆိုသွားတာပေါ့အလွယ်တကူနဲ့ပဲဆရာကြီးဘာမှတောင်းမလဲဘူးအဲ့ဒီလိုပုဂ္ဂိုလ်တွေကစာချတဲ့အခါကျတော့တပည့်တွေကညံလေးနေလို့ရှိရင်ဆရာက တော်တော်အားမရလားဒီຢာလေးဘာဖြစ်လို့ဒီလိုမဆုံနိုင်ရလဲဘာဖြစ်လို့နားမလဲရလဲဆိုပြီးတော့ဆရာကတိမခံနိုင်ဘူးဟောရတယ်ငောက်တတ်တယ်အကျိုးအယုံမမကဘူးသုဒ္ဓံနဲ့တောင်မပေါက်လို့တကယ်လည်းဒီလိုဟာလည်းရှိသေးတာပဲဟွန်းသုဒ္ဓံလည်းစေတနာတော့စေတနာကောင်းပါပဲစေတနာကောင်းဝင်မယ်လို့စေတနာကလွန်းနေတယ်သုဒ္ဓံရိုးရိုးသိုံနေမှာဘူးသုဒ္ဓံဒေါသအရောက်နေငါပြောတာနားမလဲရလားဆိုပြီးတော့အဲ့ဒီလိုဟာလည်းရှိသေးတယ်ဒီလိုရိုက်တာထူတာရှိသေးတယ် အဲဒီလိုပါလေရှိတယ်အဲဒီဆရာတော်ကြီးကအဲဒီလိုမဟုတ်ဘူးတဲ့ဉာဏ်လေးတဲ့ပုဂ္ဂိုလ်တွေကိုအမှန်တန်သိခံပြီးတော့တတိနားလည်အောင်လို့သင်ကြားပို့ချပေးတယ်တဲ့ဒါဘုန်းကြီးကတော့အမှန်တန်ဝမ်းမြောက်ပါတယ်ဒီလိုပါသင်ကြားပေးတာဟောတော်တော်အားရစေကောင်းတာပဲစေရနာတော်ကောင်းတာပဲဒီပုဂ္ဂိုလ်တွေရဲ့သူ့ယူဆမှန်ကောင်းပါလေဆရာထားတဲ့ပုဂ္ဂိုလ်တွေသာတဲ့တဲ့ပုဂ္ဂိုလ်တွေကသူ့ဘာသာညာညာထက်လို့ကိစ္စမရှိဘူးညာနေတဲ့ပုဂ္ဂိုလ်တွေကသူ့ခွင့်ညာကြီးကျူးစားနေတယ်တော့ရဘူးကျူးစား ဆရာပြောတာတစ်ခါနဲ့နားမလည်ဘူးနှစ်ခါနဲ့လည်းနားမလည်ဘူးသုံးလေးခါနဲ့လည်းနားပြီနားလည်ခြင်းမတည်းလားအဲဒီတော့တတ္တိတိရဆရာသမားကမတတ္တိတိရတဲ့ပုဂ္ဂိုလ်ကိုသိခံပြီးတော့သုံးနေပြတာပြေဝေရတောင်းဝတရားပဲနိမိထာမလာပြီးတော့ဇာတိဘာတွေသိနေတယ်ဆိုတာမတတ္တိသေးလို့လာပြီးတင်လာမို့လားမတိသေးလို့လာတင်တာတိတိသားဆိုရင်လည်းလာတင်မယ်အဲ့တော့မတိသေးလို့လာတဲ့ပုံစံကိုပြီးအောင်လို့ဆရာကလည်းသိခံပြီးတော့ ကိုးချပေးဖို့ရရေးကြည့်ပါလေအဲ့ဒီတောင်ဟာအခုရဆရာတော်ကြီးရဲ့ထုတ်ပတ်တိတင်ပြရတော့အနန္ဝန္တာကြီးကောင်းတယ်음နာကျော်လာပဲတော့သာသနာတော်တတိပတ်တိသာသနာတော်အတွက်အပင်မဆင်းရဲခံပြီးတော့သူများတွေကိုအားပေးတယ်လို့အဲ့ဒါလိုလဲအောင်ပြရပါလေပရိပါဘက်ကလည်းပဲသီလဘက်ကဆိုလို့ရှိရင်သင်္ကန်းတို့ပါတော့အဋ္ဌံတင်ဖို့ဝိကဒနာပြုဝင်နေပါလေဒါတွေလည်းပါတယ် ဝရတင်္ဃာနေတာတဲ့မြန်မာတို့အရေပြည်တို့နထတင်္ဃာကြီးဆိုတာသူ့အမည်နဲ့သူဒိဋ္ဌတင်ထားတဲ့ဥစ္စာတိစီဝိခေါ်တယ်အဲ့ဒါကိုအနိဗ္ဗာန်မှာမျက်စိရတယ်ဇာတဘာပါလို့ရှိရင်ပါသွားတယ်အာယုန်တက်တဲ့အချိန်မှာဆိုရင်အနိဗ္ဗာန်နှောင်းတော်အတွင်းမှာရှိရသို့တော့အကိုခန်းထဲမှာဒီလိုတော့လည်းကိစ္စမရှိတာပါဘူးအခန်းကြီးကဇေယျလည်းကိစ္စမရှိဘူးခန်းထဲဆိုရင်တော့အဲဒီနေ့နေရာမှာဆိုရင်ပြင်ပတို့ပါလို့ရှိရင်ကိုနိဗ္ဗာန်နှောင်းတော်အတွင်းမှာရှိရတယ်အဲဒီတော့ ီစိတ်ဝိရိယတဲ့သူကဆောင်းနေတဲ့အများအပြားဒီစိတ်ဝိရိယဆောင်းနေတဲ့ပုဂ္ဂိုလ်ကနည်းတယ်။နည်းတယ်ဟုတ်ပါဘူး။အလွယ်တကူကတော့ပရိက္ခာရာစောလာဆိုတာရှိတယ်။ပရိက္ခာရာအသုံးဆောင်ဖို့လေပရိက္ခာရာအသုံးဆောင်ဆိုတာကဒီခင်းတော့ခြုံတယ်တို့ဘာတွေဒါတွေလဲပါတာပေါ့သူအသုံးဆောင်မှုပြများအဝတ်ထည်တယ်အကုန်ကပရိက္ခာရာတွေ။အဲပရိက္ခာရာစောလာဖြစ်နေဒိဋ္ဌာတင်နာတာကတော့ဖြစ်ဗေနာပြည့်ထားတာကိစ္စမျိုးဒီမှာတော့အဲဒါကြောင့်အဲဒီတော့ တောင်းမလဲရအောင်လို့အများအပြားတိက္ခာဆောလာအဓိကကျင်ပြီးတော့သင်္ကန်းတွေဝှက်ကြုံကြတာများတယ်။အဲဒီတည်းကဒီဆရာတော်ဝီနည်းကိုလေးစားတော်အပြင်သင်္ပန်ဤကတိသထသင်္ကန်းကြီးကိုပြည့်စုံတဲ့အဓိကတင်ပြီးတော့သုံးတယ်။ဒါချီးမွမ်းကြပဲ။ကတိခင်းတဲ့အခါကာလကြရင်အဲ့ဒီလိုဒီစီဝိဒိကတင်ပြီးသုံးတဲ့ပုဂ္ဂိုလ်တွေအတွက်ခင်းရတာပဲ။ဒါကြောင့်ခွန်ကြီးတို့အတင်ခင်းတဲ့အခါကလာတဲ့ခင်းကဏ္ဍကြီးရလို့ရှိရင်များလည်းသတိပေးရတယ် ဘယ်ဘယ်ပုံပဲနည်းနဲ့ဖြည်းဖြည်းကထိန်လို့လို့ရှိရင်ခင်းလို့တော့ရတာပါပဲဒါပေမဲ့လို့ညစွာပြားခွင့်ပြုတော့မှာအတ္တမာရဏစာရဆိုရက်အကျိုးရအောင်လို့ခွင့်ပြုတာဒီစိကရိဒီနာနေနာတဲ့သင်္ကန်းတွေကိုဒီထားခြင်းဟာထားပြီးသွားခြင်းဟာသွားနိုင်အောင်လို့ညစွာပြားခွင့်ပြုတာပြီးတော့ဒီစိဝရိတ် အဋ္ဌံပြင်ပြီးဝိုးယုံနေတဲ့ပုဂ္ဂိုလ်မှကလည်းဒီအကျိုးကိုရလို့အကျိုးရှိတာပြည့်စုံတဲ့ဒိဋ္ဌမတင်မဲနဲ့ပရိက္ခာသောလာဒိဋ္ဌံပြင်ပြီးတော့နေတဲ့ပုဂ္ဂိုလ်မှဆိုရင်ပဋိခင်းလို့ဒီအာနိသင်ရတယ်ဆိုတော့ဘာမှသူ့မှာမထူးဘူးစရရသူ့မှာဒီပြည့်စုံတဲ့သင်္ကန်းနဲ့အနိဗ္ဗာန်ဆောင်ထားဖို့ရမှာရှိမှမရှိပြရဘူးအဲအဲ့တော့သူ့အတွက်ဟာဘာမှအကျိုးမရှိပဲဖြစ်တယ်လို့အဲ့တော့ကထေရီမြတ်စွာဘုရားကြီးရဲ့ကထေရီအကျိုးလည်းပေါ်တော့ဒီစီဝရိတ်ဒိဋ္ဌံတင်ထားကြမယ်ဒီလိုသတိပေးရတယ် အဲဒီဆရာလာကြည့်တော့သူအများရန်ပြည့်စုံတဲ့ဒီကတင်ပြီးတော့ငင်းကနေသုံးဆောင်တဲ့အနေနဲ့ဒုက္ခတိထဲမှာတွေ့ရပါရဲ့။နောက်ပြီးတော့ဝိကပနာပြုပုံနေတဲ့သူကပေါ်ပြပြီးတော့ထားတယ်။နောက်ပြီးတော့အနာမာဒဝိထုညေစပ်ပြီးတော့ပေါ်ပြထားတာလည်းပဲအာအာရဇာမြန်ကောင်းနေတယ်။နာမာဒဝိထုဓမ္မတွေကနဝကမဆိုပြီးတော့ငွေတွေကိုမှုရောက်လား။ ူကြပါဗျာအဲပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းပဲဒီလိုပဲသူကြတယ်တရားတရားရှိတဲ့ပုဂ္ဂိုလ်တွေတဏ္ဍာရီလို့ရှင်နာမသာငွေတွေကိုနာမသာဆိုတာလည်းနဲ့မထီမထီကောင်းမသုံးလာကောင်းလို့အိပဲရှိတယ်ရဟန်းများမှာတိုင်ကောင်းတဲ့ဥစ္စာအဲဒီငွေတွေကိုနဝကာမအာလူပါ ਈ ဆိုပြီးတော့ဒီလိုသူကြတာတရားရည်လို့ရှိရင်တော့ရဟန်းများလူမခံရအောင်အဲဒီလိုရှင်ဖျားလှူပါကြီးဆိုရင်လူခံရအောင်လို့တော့အဲဒီငွေတော့ နဝကာမအမှုဒိတ်အာသူဟာကြီးဆိုလို့ရှိရင်တော့ဒါကဒါကပြောထားတယ်ဒါကတော့ပယ်ဖို့ရမလို့ဘူးတဲ့ဘာဖြစ်လို့လဲလဲကိုယ်လူကမှမဟုတ်ပဲနဝကာမအမှုဒိတ်သူကရှင်းတယ်မှန်ပါဒါမပယ်လည်းပဲတိရမရှိဘူးတဲ့မပယ်ရဘူးတဲ့အဲ့ဒီမှာအရာရာရည်ရည်ရက်ကလည်းနဝကာမဆိုတာကျောင်းတို့စီတီတို့ဒီလိုဆောက်ဦးတွေနဝကာမရည်ရည်သားနဲ့တူပါရဲ့ပုဂ္ဂိုလ်ရဲ့နဝကာမတော့ရည်ရည်သားဟုတ်မှဟုတ်ပါမလားလဲခွင့်ကြတယ်ဒါမျိုးမပြင်းဘူး ဒါပဲနဲ့တော့ပုဂ္ဂိုလ်ရဲ့နဝကာမတူတယ်ဆိုရင်လည်းဒါတော့ဝိနည်းနဲ့ကျင်းလွန်နေတာပါပဲခါကြောင့်နဝကာမအလူပါကြီးဆိုပြီးတော့ငွေတွေထူထမ်းကြတယ်ထူထမ်းပြီးတဲ့ငွေကိုအေးငါလူလာပဲငါနဝကာမရဲငါပိုင်နာပဲဆိုပြီးတော့ငွေတွေကိုကိုယ်တိုင်းသိနေချင်းစီမံချင်းခံွဲချင်းလုပ်ရင်ဒါအပြည့်မကင်းဘူးမှန်ပါဟောဒီကဆရာတော်ကြီးရတယ်အဲဒီတော့လူတဲ့ငွေတွေလည်းတရားဓမ္မအဲတရားတွေပြီးမှာ ထားပြီးတော့ဒကာရဲသဘောအတိုင်းအဲစွန့်ထားတယ်တဲ့ဟင်းဒကာရဲသဘောတိုင်းစွန့်ပြီးတော့ထားဒကာရဲစီကနေပြီးတော့လူရှိတဲ့ခါကာလပစ္စည်းတော့သူတောင်းယူမှာမဟုတ်လေသုံးမှာမဟုတ်တော့နော်ဒါလည်းမြည်ရကြတာလေတဲ့ဘုန်းကြီးတို့လည်းဒီနည်းတိုင်းပါပဲဘုန်းကြီးတို့ကနဝကာမလို့တောင်မှအဲဒီတောင်မှမညွှန်းပါဘူးဝတ္ထုငွေမှဖြစ်ပေါ်လက်တန်သောရဟန်းတော်တို့ကအဆက်တော်လူရရာပစ္စည်းကိုလူသားမ ahi ဲ့ဒီလိုပဲဘုန်းကြီးတို့ကတော့ကြားပါတယ်ဒါဓမ္မတွေတူဖို့အဲ့ဒါကညဇာတွေကကိုယ်တိုင်ခွင့်ပြုထားတဲ့ဟာပါဒါကတော့သရတရားရှိတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီသရတရားရှိတဲ့ပုဂ္ဂိုလ်တွေကမာသတဲ့ရွေတော့ငွေတော့ကိုကပိယထာမဇုံတယောက်သောပုဂ္ဂိုလ်ထာမအာမြင့်ပြီးတော့အဲ့ဒီရွှေငွေဝတ္ထုမှာ ရှင်းမဲ့ဖြစ်ပေါ်မဲ့ဝိတုပစ္စည်းကိုသူရမှာကြီးဆိုလို့ရှိရင်တော့ဒါဒုက္ခကောင်းတယ်။ဒါဝိတုတူတာပေါ့။အဲဒီက30ချင်း30 20ချင်း20 50ချင်း50ပေါ့လေဒီငွေကဖြစ်ပေါ်လာတော့သွမ်းဖြစ်ဖြစ်လင်္ကန်းဖြစ်ဖြစ်အရာနေရာဖြစ်ဖြစ်ခီးပနာဖြစ်ဖြစ်ဘယ်လိုသုံးဆောင်ဖြစ်ဖြစ်အဲဒီလိုဟာကိုလူတန်းလာတယ်။ငွေရတော့ကပိယထာမအာထာအဲအလိုရှိတဲ့အခါအလိုရှိတဲ့ပစ္စည်းကိုတောင်းနေတော့သုံးရတယ်ငွေတော့ဘူး ဝန်နိုင်အာဒီဒီဒီပေးပါအောင်ဟိုပေးပါအောင်စသဖြင့်ကိုယ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 ်လည်းစီမံမှုရမလိုဘူးဟုတ်လားအဲ့ဒါကတော့ဘုရားကဖွင့်ပြထားတာအဲ့ဒါဘုရားဆရာတော်ကြီးကနောကာမလူပါကြီးဆိုပြီးတော့လူပါလည်းပဲအဲ့ဒီငွေတွေနဲ့စပ်ပြီးတော့လူဘာမှကြောင်းကြမဆိုင်ဘူးတဲ့စွန့်ထားတယ်တဲ့ဒါနဲ့နေရာကြတာပဲညာကောင်းတယ်ဒါရီကသူကနီးယူစရာလေးအနံကောင်းတာလေနောက်ပြီးတော့ပฏิပတ်တရားနဲ့စပ်ပြီးတော့လည်းအချင်းချင်းစီကျူးစရာတွေလည်းပါတယ် ညဆိုလို့ရှိရင်10နာရီ17နာရီထိအောင်မအိပ်သေးဘူးတဲ့အဲဒီမှာပြိဋ္ဌိပါလေရုပ်ဖတ်တယ်ဆိုရင်အများကြီးပေါ့လေဓမ္မစကြာသုတ်တော်နန္ဒလက္ခဏာသုတ်တော်စသည်ရုပ်ဖတ်ပြီးဆက်ပြီးတော့နေတဲ့တရားလည်းပဲနှလုံးသွင်းပြီးတော့နေတဲ့မညက်ကြတော့လည်း3နာရီလောက်စောစောထပြီးတော့တရားလည်းနှလုံးသွင်းပါလေတဲ့အဲဒီဥစ္စာပါတယ်ဟုတ်မလားဒီလိုညက်ကြတာပဲတဲ့ကအဲညာအိတော့လည်း ဆယ်နာရီဆယ်တနာရီမှအဲ့မနေ့သုံးနာရီလောက်ထပြီးတော့တရားနှလုံးသွင်းနေတယ်ဆိုရင်ပฏิပတ်ဘက်ကလည်းအမှန်ပြည့်စုံနေတာပဲအမှန်ကောင်းနေတာပဲအဲ့လာလေတွေ့ရတော့ခွန်ကြီးကဆရာတော်ကြီးရဲ့အထုပ်ပတ်တွေကိုရည်ပြီးတော့အာအာရဝမ်းမြောက်ရပါတယ်ဒီလိုမျိုးဆောက်ကြရင်သာသနာတော်မှာပရိယဘက်ကရောပฏิပတ်ဘက်ကရောလူလူလာလာနဲ့ကျင့်သုံးအားထုတ်ပြီးတော့သွားတယ်ဆရာတော်ကြီးပဲလို့အာရုံပြုပြီးတော့ ကြီးညိုရပါတယ်အဲ့ဒါကိုအာလုံးဒီရှင်ရဟန်းတို့ရှင်လူရဟန်းတို့အာလုံးလည်းပဲထပ်ပြီးတော့အာယုံပြုအောင်ခွန်ကြီးကအခုပူဇော်တဲ့အနေနဲ့ဆရာတော်ကြီးရဲ့ဂုဏ်တွေကိုကြီးကျူးပူဇော်တဲ့အနေနဲ့ဇေဥစွာပြောကြပါတယ်အဲ့ဒီလိုခွန်ကြီးဟာလည်းဘယ်လိုပဲပြည့်စုံနေနေတနေ့ကြတော့ရှင်ဦးရင်တိုင်းဦးရမယ်နာရင်တိုင်းနာရမယ်သိရင်တိုင်းသိရမယ်ဆိုတာကတော့ ဘယ်သူမှမချောက်တိုင်းနိုင်ဘူးလောကမှာအမြဲတမ်းဆင်းဝါးကြီးနေတဲ့ပုဂ္ဂိုလ်တွေလည်းပဲဝိညာဉ်ဓာတ်ဝရတာလည်းနာဇင်နာနာလားပြည်နာတရားလားလဲသေးရွားရင်းနဲ့ဘယ်လိုပြည့်စုံနေတဲ့ပုဂ္ဂိုလ်လဲဒီနေ့ကျရင်ဝရတာပဲနာတာပဲပြရတာပဲမသေးတဲ့ပုဂ္ဂိုလ်တွေရှိပါမလားရှိပါပါဗျာဒီနေ့ကျဝါနာပြရတာပြရတယ်အဲ့တော့တဏှာပုဂ္ဂိုလ်တွေကမဟုတ်ဘူး။ဉာဏ်နှလုံးသွင်းပြီးတော့နေတဲ့ ယဟန်တော်ရီဟာလည်းပဲဒီနေ့ကြလို့ရှိရင်ဥဉ္ဇဉ်တန်ရင်ဥရတာပဲနာကျင်တနာသေခြင်းတန်ပြရတာပဲဘယ်မှမသိနိုင်ဘူးမပြေးနိုင်ဘူးဟုတ်လားအမှန်อืมယန္တာဖြစ်နေတဲ့ယန္တာလည်းဒီနေ့ကြပြိဋိဘာဆန်းရတာပဲယန္တာထဲမှာအများဆုံးရှင်သာရိပုတ္တရာဆိုလည်းအဲဒီနေ့ကြတော့ပြိဋိဘာဆန်းရတာပဲဒါဒီနာမကဘူး ဘုရားမြတ်စွာဘုရားတောင်းမှာဒီနေ့ကျရင်ပြိနေပါစားတာပဲ။ဒါမကင်းရမကင်းကြောင်းတရားတွေ။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်ခန္ဓာ၅ပါးရှိနေတဲ့လောကထဲမှာဒီရှိနေတဲ့ညကာလပါလို့ဥရင်တာဥရမှာပဲ။နာရီနာနာမှာပြိနေတာပြိရမှာပဲ။ဘာဖြစ်လို့တော့မိမိတို့တဏ္ဍမှာရှိနေတဲ့ခန္ဓာ၅ပါးတွေကဥရတဲ့တရားတွေနာရတဲ့တရားတွေဒိရတဲ့တရားတွေပဲ။ ဩရဏရဗေဒတဲ့တရားတွေကိုအထေကိုလုပ်ပြီးဒီနေရာတော့ဒီနေ့ကျရင်ဩရမှာပေါ့မဟုတ်ပဲနဲ့နေလို့ရပါမလားမရနိုင်ပါဗျာဒီနေ့ကျရင်နိုင်ရမှာပဲဒီနေ့ကျရင်သိရမှာပဲမသိအောင်ဘယ်နဲ့မှမတတ်နိုင်ဘူးဒါကြောင့်ဒီဆရာတော်ကြီးကလည်းအခုအမတန်ကံကောင်းလို့မကြမ်းပါဘူးငငယ်ရရစပြီးမကြမ်းပါဘူးယောဂဝေဒနာမကြမ်းမကြမ်းဖြစ်တယ်လို့သူထုတ်ပါတယ်နဲ့အများကြီးတွေ့ရပါတယ်ဒါပေမဲ့လို့အသက်ကတော့တွေးရှိရပါပဲအခု80နဲ့နှစ်ဆိုတာဟုတ် ဘယ်ကြီးပဲဘုန်းကြီးတို့ကအခု84နှစ်ရှည်ရဟုတ်လားဟုတ်ပါအဲဘုန်းကြီးတို့လည်းရှင်းနေကြီးနေတာပဲ80ဆိုတာအများအားဖြင့်နောက်ဆုံးအချိန်ပဲ80ပတ်ဝန်းကျင်80မရောက်ခင်အဲ80နဲ့ခွန်းတို့ရှည်တို့ကိုတို့အထက်လွန်သွားလို့ရှင်လည်း80 1 2 3 4 5 6အဲ့ဒီတည်းဟာနောက်ဆုံးအချိန်ပဲဒါနဲ့ကျော်လွန်ပြီးတော့90ကျော်တရားကျော်ရှိတာကတော့မာပြင်းနေနဲ့နည်းပါတယ် ါဒါသိမရှိပါဘူးအဲဒါကြောင့်သူချင်းတန်လို့ရှိရင်ဖြင့်ဒီနေ့ကြရိတ်ပြည်ပြည်ပြည်စီရမှာပဲတဲ့အဲဒီပြည်ပြည်ပြည်စီတဲ့ဥစ္စာအသက်ရှိတဲ့ပုဂ္ဂိုလ်တွေတော့ကံကောင်းလို့အသက်ရှိတော့ကြီးမှွယ်လွန်ရတာပေါ့အဲကံမကောင်းတဲ့ပုဂ္ဂိုလ်တွေကြနေငယ်လေးဒီသာတွေလည်းပြည့်တော့ဟုတ်လားရှိပါကျိုးမိဘနဲ့မမိုးရင်ဒီကားတွေရှိတာပဲရှိပါဘူးမိုးဒီကားတွေဒီကားတွေရှိတာပဲ၄၅၀နှစ် ဇနားနှစ်စသည်ဖြင့်အငယ်ရွယ်လေးတွေဒီသာလည်းရှိတာပဲအဲတော်တော်လေးကြည်လာမှအလယ်လားပုံကိုယ်တွေဒီသာလည်းရှိတာပဲอืมကြည်တဲ့ပုံကိုယ်တွေဒီသာလည်းသူပြောကြရမလို့အဲ့ဒါနဲ့ဆက်ပြီးတော့လဲမရဏတတိပွားဝေရဘင်္ဂဇာဆရာတော်ကြီးကခါရတဲ့ဘုတ်ရေးထားတယ်ဘုန်းကြီးတို့ရတာကြားပါအမှန်ကောင်းမှုကမယာသမာနာဟုတ်တာဝါတရာဟုရေဟိဒီမတာမယာသမာနာဟုတ်တာဝါတရာဟုရေဟိဒီမတာဟံပေဝံမရိသာမိနတ်တိ နတ္ထိနေဧထာကံယောမယားငါနှင့်မန္နာဝါအရွယ်သူဖြစ်သော ပုဂ္ဂိုလ်တို့သည်၎င်းမယားငါတဲ့ဥဒ္ဓဝါအရွယ်ကြီးရင်သောပုဂ္ဂိုလ်တို့သည်၎င်းတရားဥရေယီထိုသင်္နေဤသီယာသီကြောင့်လက်နဲ့တို့ဖြင့်ဒေထောပုဂ္ဂိုလ်တို့သည်မတအသေးရှားကြလေကုန်၏အာတိငါသည်နိဧဝံဤသို့ပင်မရိတာမိ တရားမှာပါပဲဣထာဤတရားမေရင်၌မေင္အာတံယောယုံမာခြင်းသည်နတ်ရှိမရှိပါဘူးအဲဒီလိုဆင်ရမယ်ကိုယ်တဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်လည်းတည်သွားကြပါပြီ